လိုအပ်တဲ့စေဝါကုသမှုလိုပါတယ်အကျိုးဆိုလို့ရှိရင်လုံလုံလောက်တဲ့စေကုသမှုမရရှိတဲ့အတွက်အသက်ဆုံးသွားတဲ့နေရာရှိပါတယ်ဒီလိုပဲကုစားစားလိုက်လံဝင်ရတဲ့နေရာမှာလဲတချို့နေရာမှာဆိုလို့ရှိရင်လူရက်ပြီးဘာရောက်လူတန်းတဲ့ပစ္စည်းများကိုယူကြတဲ့အတွက်ကြောင့်လူတန်းတွေအချို့ပါဘာရောက်လူတန်းဖို့လဲခြေနေများကြည့်ရတယ်မျိုးလည်းရှိပါတယ်အလူတဲ့လူတယောက်ကိုတွေ့ ကြုံတာကတော့နောက်ဆုံးသူတို့ကားကိုခက်မြမြန်မောင်းပြီးတော့ပါလာတဲ့အထုပ်တွေအကုန်လုံးပြစ်ချခဲ့ရတာမျိုးလည်းရှိပါတယ်အထူးဖြင့်ကလေးငယ်လေးတွေကကားနောက်ကတ်လာပြီးတော့အထုပ်တွေကို ဆွဲယူဖောက်ယူတာမျိုးတွေဒီကိုစိုးရွားတဲ့အခြေအနေမျိုးတွေကြုံခဲ့ရတာလည်းသိရပါတယ်ဒီလိုအဖြစ်မျိုးကိုအတွေ့အကြုံရှိပြီးတဲ့နောက်မှာတော့လမ်းမှာတန်းလူအများရှိတဲ့နေရာမှာ ကားကိုထားခဲ့ပြီးတော့တပိုင်းတပိုင်းယူပြီးတော့ လိုအပ်တဲ့နေရာသွားပေးတာမျိုးတွေလောက်ကြတာကိုတွေ့ရပါတယ်။တချို့အမှန်တကယ်လိုအပ်သူများဟာဒါရောက်တန်းစီတာမျိုးပြီးဝေတာကိုလာယူတာမျိုးတွေမရှိဘဲနဲ့သူတို့အိမ်သားမှာဖြစ်စေထိုင်လို့အဆင်ပြေတဲ့နေရာမှာဖြစ်စေသူတို့အွှေမျိုးတွေနဲ့ထိုင်နေကြတာမျိုးတွေ့လို့ရှိရင်အတွေ့အကြုံရှိပြီးတဲ့လူများဟာသွားပြီးတော့သူတို့ကိုတေချာစူးစိုက်ကြည့်တာမျိုးကင်မရာနဲ့ရိုက်တာမျိုးတွေမလုပ်ပဲနဲ့ ကိုယ့်အမျိုးတရားကိုသွားပေးတယ်လို့မျိုးပေးပြီးတော့ပြန်လာရတာမျိုးလည်းရှိပါတယ်ဒီလိုတိကျုံရှိတဲ့လူကလူပေါင်း900တထောင်ဝေပြီးတဲ့လူချင်းမှာတကယ်လိုအပ်တဲ့ဒီကိုဘလူရောက်အောင်ကူရမလဲဘလူဝေရမလဲဆိုတာသိရှိရတဲ့နီလန်ကောင်တစ်ခုဖြစ်ပါတယ်ဒါမှမဟုတ်ဒီလိုအခြေအနေမျိုးကလည်းတိတ်ကြခြင်းမရှိတော့ပါဘူးချို့တော့သူများသူတို့ရဲ့အမျိုးဒါမှမဟုတ်ဤဆက်ရာပြည်ဦးနေမျိုးကိုတွားရောက်ပြောင်းရွှေ့နေနိုင်သားတဲ့သူများလည်းအများပြားရှိပါတယ်အချို့ဒါလည်း တွားရောက်ဖို့အတွက်မျိုးရင်းနေတာမျိုးဆွေမျိုးတွေစောင့်နေတာမျိုးဖြစ်တဲ့အတွက်ကြောင့်ကြံရှိနေတာမျိုးလည်းရှိပါတယ်အမေရိကန်မြေပြင်မှာကူညီတဲ့သူများရဲ့စူးစီးဖော်ပြချက်အရာကတော့တချို့တော့ပရဟိတကာမား ကူညီသူများတတိုင်းတမိုင်းပြုလုပ်သူများဟာသူတို့လုံးဝအခြေကုံလက်ပန်းကျတဲ့အထိကူညီများ သူများလည်းအများပြားရှိတော်လဲသိရပါတယ်ပရမငလင်လုတ်ဖြစ်ဖြစ်ခြင်းဆိုရင်ထမင်း ပို့တာကိုထမင်းထုတ်တွေကိုအာတန်ခဲ့ရမယ်ဒီနောက်ပိုင်းမှာတော့ရည်နဲ့အခြားတော့အရာများကိုကုံချောက်များကိုဒါပို့တာမျိုးဖြစ်လာပါတယ်ထမင်းဟာခဏပဲထားရဖြစ်ပြီးတချို့ဆိုလို့ရှိရင်ထမင်းဘူးကိုကြည့်ပြီးတော့အသားမပိုင်လွန့်ပစ်လိုက်တဲ့ပုံစံမျိုးအမိုက်ပုံနဲ့ထည့်လိုက်တဲ့မျိုးတွေတွေ့ခဲ့ရတယ်လူများရှိတဲ့အတွက်ကြောင့်နောက်ပိုင်းတွေမှာသူတို့ဟာထမင်းဘူးကိုနည်းငယ်လောက်တာယူပြီးတော့အခြားတော့ဒီထက်လိုအပ်တာများကိုပွေးဝင်ကြရတယ်လေတွေ့နေရပါတယ် အသက်ပြီးမှလွတ်မြောက်လာပြီးတော့ဆက်လက်စိတ်ကူးတောင်းမှုလိုအပ်သူများတဲ့မန္တလာကွင်းသားပါဆိုလို့ရှိရင်ရုရှားအဖွဲ့ရှိပါတယ်တခြားတော့တရုတ်အဖွဲ့များစသည်အိန္ဒိယအဖွဲ့များလည်းစည်းရုံးပုံစံမျိုးစောက်ပြီးတော့ကူညီသားများအများပြားတွေ့ရတော့ဖြစ်ပါတယ်စီကူတာရီအဖွဲ့ကလမ်း30နဲ့82လမ်းမှာသူတို့စီကူတာစင်တာဖွင့်လှစ်ထားပါတယ်။အိန္ဒိယစီကူတာရီအဖွဲ့ကချမ်းမြသာစီလေရင်ကွင်းအဟောင်းမှာဖွင့်လှစ်ထားပါတယ်။ ဘူတန်စေကူတာရဲ့ဖွဲ့ကပေါင်းလောင်းအာကစားတွင်ပြင်မနာမှာဖွင့်လာပါတယ်။ရုရှားအဖွဲ့က68လမ်းနဲ့108လမ်းတောက်မန္တလေးတီရီဘုံလုံးကွင်းထဲမှာသူတို့ကူတာရေးစံတာကိုဖွင့်လှစ်ထားပါတယ်။မြန်မာစီးကူတာရေးဆရာဝန်အဖွဲ့ကတော့လမ်း80နဲ့39လမ်းအလကနဲ့ကျောင်းဝင်းထဲမှာအထူးထူးရောဂါဥဆရာဝန်များအုပ်စုဖွဲ့ပြီးတော့ကူတာပေးနေတာတွေ့ရပါတယ်။ဆက်ဆက်ရောဂါအနည်းနဲ့ သက်ရှူလမ်းကြောင်းအစာရင်လမ်းကြောင်းဝမ်းယောဂါစသည့်ရေပြားနဲ့ပတ်သက်တဲ့ယောဂါများမဖြစ်အောင်တကူရတန့်ရှင်းမှုနဲ့စသည့်လိုအပ်သည့်များကိုကိုယ်ကြီးပံ့ပိုးနေတာကိုလည်းတွေ့ရပါတယ်။ကိုကြီးအကြောင်းသက်ကတော့လေရင်မဖြစ်ခင် ကာလမှာပြားတွေအရန်တုတ်တဲ့အတွက်ယဟန်28ပါးတဲ့ကျမ်းပြီးကျမ်းတဲ့ယဟန်နေရာအပြင်ထွက်လာတဲ့အတွက်လွတ်မြောက်သွားတယ်လို့ရှိပါတယ်။နောက်ထပ်နေပြီးတော့မှအဖွားတူကိုလည်း ငလီမလုံမီမှာအိမ်ရှိမှနေပြီးတော့အလူခံပြို့လို့ခေါ်တဲ့တန်ထဲရံတို့ပတ်စံအိမ်ကင်ပြီးတော့အဖွားအပြင်ထွက်လိုက်ပြီးချိန်မှာတော့ငလင်လုံပြီးတိုက်အင်အပြူကျသွားပါတယ်ဒီခါမှာသူ့ရဲ့သားသမီးမျိုးတွေကစိတ်ပူပြီးတော့လာရောက်ကြည့်တဲ့ချိန်မှာအိမ်ပြိုတာတွေ့ပြီးတော့အဖွားကတော့တစ်ပင်အောင်မှာပတ်စံအိမ်လေးကင်ပြီးချိန်မြတ်တွေ့ရပါတယ်နားမှာလူရှိတဲ့အတွက်ဘယ်သူမှလည်းအလူခံလာတာမဟုတ်တာကိုလည်းသိလိုက်ရပါတယ်